you. မတို့ရဲ့ပြည်သူအချစ်တော်လူပြိုကြီးဟင်းဝင်းရဲတော့ဒီနှစ်မှာပဲသူအိမ်တော်ပြုတော့မယ့်အကြောင်းကိုပြောပြထားတာပဲဖြစ်ပါတယ်။ဒီကနေ့ကတော့သူ့ရဲ့မွေးနေ့ပါ။ဒီကနေ့သူ့ရဲ့မွေးနေ့မှာအလူတန်းနေပြုလုပ်ပြီးတော့တေယုံဆောင်ဟင်းဝင်းရဲကဒီနှစ်မှာပဲလူပြိုကြီးဘဝကိုဆုံးလွတ်ပြီးတော့အိမ်တော်ပြုတော့မှာဖြစ်တယ်ဆိုပြီးတော့သူ့မိဘတွေကထုတ်ပြောလာတာပဲဖြစ်ပါတယ်။ဟင်းဝင်းရဲရဲ့အသက်က36နှစ်ပြည့်ပြီဖြစ်ပါတယ်။ဒီနေ့မှာဆိုလို့ရှိရင် တတော်သမီးလောင်းလေးကဘာလို့ဖြစ်မလဲဆိုတာတော့အတိမပေးထားဘူးဆိုပေမဲ့ပြိသက်တွေကလည်းစိတ်ဝင်စားဖြစ်နေကြပါပြီ။သူတို့ခံမှန်းနေသူပဲဖြစ်မလားပေါ့နော်။အကုန်လုံးကတော့စူပြည့်တဆင်ဆိုပြီးတော့ခံမှန်းထားကြတာပဲဖြစ်ပါတယ်။ဒီနှစ်အတွက်ပြူတိုင်းချိုက်တဲ့မင်းသားလူပြူကြီးတယောက်ရဲ့မင်္ဂလာတင်လေးကတော့ထွက်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။အဲမွေးနေ့မတိုင်ခင်ရက်မှာလည်း surprise မွေးနေ့လုပ်တယ်ဆိုပြီးတော့ ဆိုပြခြင်းရနေပြီးတော့ I love you ဆိုပြီးတော့ပြောခဲ့တဲ့ဗီဒီယိုလေးလည်းအခု online ပေါ်မှာပြန်လည်နေပါတယ်။အော်ကျမရဲ့ပရိသတ်ကြီးတွေလည်းလူမျိုးကြီးဟင်းဝေရန်ကဘသူနဲ့အိမ်ကောင်းကြမလဲ။ဘသူကသူ့ရဲ့တို့သူမီတောင်လေးဖြစ်မလဲဆိုတာကို comment မှန်ခဲ့ပေးကြပါအောင်ရှင်။ပါလေတင်းရဲ့ကျွန်တော်ကြောက်ပါပါဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်ဆိုရလေတပီတို့ကြားတဲ့တင်းရဲ့ကြွရတယ်ဖန်တာတွေအများကြီးပါတယ် ာကြားကြလားဟုတ်လားချူရတယ်ကလေသိတယ်လေပိတ်သက်တော်ပြတယ်မိနေကြအများကြီးကြားတယ်ညာဒါတစ်ပိုင်းပေါ့နောက်တစ်ချက်ကလည်းအချင်းအသက်အပိုင်းခြားရတယ်ဖြစ်ဖြစ်သိတယ်ဘူးလေအပြည့်တဲ့ကကြတော့ဖြစ်ဖြစ်ဖြစ်ရတာဖြစ်ဖြစ်ကြည့်ရပါတော့နော်အဲဆိုဒီနေ့ကလည်းချူရတယ်ကလည်းပြောကြည့်တာဘာကြောင့်ဘာကြောင့်ရှိရှိတယ်ပေါ့နော်ညာမျိုးရှိတယ်အဲ့ဒီပေါ်မှာတော့ဘုရုပဲညာရေလို့တော့ဟိုမပြောဘူးပေါ့နော်ဒါလည်းဟိုဒီနေ့တွေ့ပါပဲဟိုဒီဟိုဒီရှိတယ်ပါ င်ကြားမလဲကြားကြားမပေါ့ဘာအလီယာဘေးရစ်ကိုပြောကျွန်တော်ပြောသေးတယ်အဲ့ဒါကလေဟိုပြောနေတာလေဟိုဒီမောဖမ်းပြောရင်ဟိုဟိုသဘောတူတယ်ပေါ့နော်ဘိုးတို့အရှိရှိမှမပြောရင်အကြောင်းရှိတယ်အကြောင်းဆိုဥပဒေဖိုင်တဲ့ကချိုးရရှိတယ်ဒါအများကြီးရှိပါပဲဒါဥပဒေတခါတည်းရှင်းသူတွေဖြစ်သွားကောင်းဖြစ်နေတယ်ကြောမပြောခဲ့ဘူးမပြောခဲ့ဆိုတာအမှန်ပြောဥတို့ဟိုရင်ကုန်တက်ဝိပနေခဲ့တော့ဟိုနေခဲ့ဆိုတာအဲ့ဒီအကြောင်းမေးလိုက်ရင်တော့အကုန်လုံးဟိုပြောရရင် spread ဖြစ်သွားနိုင်တယ်ပေါ့ ဆိုတော့အဓိကနေတာကဥရုကလည်းအထင်မဟုတ်ဘူးဥရုကလည်းအောက်ကြီးအခြေခံလာတဲ့ဘဝသဘာဝတွေကိုစ조사ခဲ့တယ်ဒီနေ့စီစ조사တော့မယ်ဆိုတော့ဟိုကုသသမီးကိုလည်းပြောရင်လည်း조사ဖို့ပဲပြောတယ်ချမ်းသာတဲ့လူမျိုး조사ပြီးတော့ဟိုတင်းတော့တဲ့နေနိုင်တဲ့နေရာပဲရှိတယ်အဲ့တော့ဘဒုဥမှာသဘောမတူဘူးဘဒုသဘောတူဆိုတာမရှိဘူးအကုန်လုံးသဘောတူတယ်ဘောပြအဲ့တော့အဲ့ဒီပုံမှာသူ့ဟာတွေကကံတရားကြောင့် ပြင်ပြသွားတာရှိတယ်။အများကြီးပေါ့ပြောရင်သူ့အတိုင်းကကျွန်တော်ပြောရမှာဟိုအဲ့ဒီမျိုးကိုတို့ဘယ်သူနဲ့မှဘာရလဲမဟုတ်ဘူး။ကျွန်တော်ကိုတို့ကတည်းကဟိုဒီဘောသမားပဲ။ဘယ်သူဆိုရင်ရတယ်။သူ့ချင်းဟိုပြစ်တာပြန်ရတယ်။ဘာညာဆိုရင်ဥရောအုပ်ကလေးရတယ်။အဲဘာပြောဒီဒီနှစ်မွေးနေ့လေးရတော့တကယ်ကိုကျွန်တော်အယမ်းပျော်ပါတယ်ဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်ကလေဟဲ့လားအားလုံးကိုကျွန်တော်အတိပေးမယ်ဆိုတော့စိတ်ကိုစမ်းလာလေရှိလာပြီဆိုတော့ ਨੇ ကျွန်တော်အားလုံးကိုကျွန်တော်အတိပေးမှာပါပြောပြမှာပါ။ဒါကတော့လည်းစင်မပဲပရိသတ်ကိုပြချင်တာပါဘောကွာ။ဟုတ်ပါဘူးမှန်တာပါမှန်တာပါဟုတ်တယ်။အဲ့ဒါလည်းရောက်နေပြီလေ။ဒီလိုပဲ။ဒီလိုပဲ။ဒီလိုပဲ။ဟုတ်ကဲ့ပြောတော့ဥကကျင်းနဲ့လားဆိုတော့ဟိုသူ့ကိုကျင်းတတ်တယ်ဗော။ကျင်းတတ်တယ်။ဟိုဒီစစ်ဘောကောင်းပဲ။ဟိုပီတိဖြစ်တယ်ဗောနော်။ဆိုတော့သူ့ကိုကျင်းပြလိုက်ပြတယ်ဟိုဘာရဘာရအကုန်လုံးသူ့ဟာနဲ့သူ့ကိုနေဖြစ်တယ်ဆိုတော့ဒါက ကိုတင်းဖြစ်တော့မယ်အကောင်းဆုံးနေနေထားလို့အဲကျွန်တော်ကတော့လေဘာပြောဟိုဘယ်လိုပြောအမြဲတမ်းကျွန်တော်စိတ်ချမ်းသာပါတယ်ဟိုဘယ်လိုပြောရမလဲဟိုမိဘကလည်းကျွန်တော်အမြဲတမ်းစိတ်ချမ်းသာအောင်ပဲထားတယ်အာပြီးတော့ကျွန်တော်လည်းတက်နိုင်သလောက်ပေါ့နော်အခုခုခုအနည်းနဲ့ပျော်ရွှင်အောင်စိတ်ချမ်းသာအောင်လည်းဖြစ်ပါတယ်ဟုတ်တယ်သူကသူကအနည်းနဲ့စိတ်ချမ်းသာတော့သူကနေအေးလို့နေကြတော့ဥပဒေကတော့ဘေးကနေအေးခင်ဗျာသူအားလုံးအမြဲဖြစ်နေတာသူကအေးအရင်အေးချမ်းတယ် အရင်အေဂျင့်အေဂျင့်တဲ့ပုံမှာသူကတော့အေဂျင့်လူပဲတက်ခတ်တာပေါ့ချွေးမလေးပေါ့ဘယ်လိုချိန်ပေးလဲအဲ့ဒါတော့ရှောဖြစ်တယ်ကိုလေမဖြစ်လာတော့ဖြစ်လာစီမှာပြောဖြစ်တယ်ချစ်တာချစ်ပေးမှာပါနော်ဒါတော့ဒါတော့ဒါတော့ကျွန်တော်တို့မိသားစုပေါ့နော်ချစ်ခင်ကြားတဲ့သူများအားလုံးကိုလည်းကျေးဇူးများရှိတင်ပါတယ်